မင်္ဂလာပါရှင်။မူမချင်အဘစတာရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ reading ကဒူကိုကိုတကယ်ချစ်ခဲ့တာဒါမှမဟုတ် play ခဲ့ရတာပေါ့နော်။ဒါကဟိုပြီးဆုံးသွားတဲ့ဆက်ဆံရေးတော့ပေါ့နော်။ရွယ်ပြီး hobby ဖြစ်ပါတယ်။ဒီ reading ထဲမှာကိုယ့်ရဲ့ age တွေဒါမှမဟုတ် situation ရှိသမားတွေတချို့ကြော connection သူနဲ့ကိုယ့်နဲ့ကြာမှာ connection တစ်ခုရောရှိခဲ့ရပေါ့နော်။ဒါပေမဲ့ ဟို RS အဆင့်တီမရောက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုရင်ထဲမှာအခုချိန်ကြီးမီလို့မရသေးဘူးသူ့ကြောင့်ရင်ရှိနေလို့မယ်ဆိုရင် DVD ကိုကြည့်လို့ရပါတယ်ဒါမှဆိုလို့ရှိရင် Mary ပိုင်း1ပိုင်း2ပိုင်း3ပေါ့နော်သုံးခုခွဲထားတယ်အဲဘယ်လိုရွေးချယ်လဲဆိုတော့ကိုအဆင်ပြေရဲ့နီးနဲ့ရွေးလို့ရတာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုတစ်ဖက်သူ့ကိုမျက်စိထဲမှာမြင်ကြည့်ပြီးတော့ပေါ့နော်သူရွေးချယ်ပြီးရဲ့ကက်လီတကက်ကို ဟိုယူရင်တော့ energy resonate ဖြစ်ဖို့ပို့များရယ်ပေါ့နော်အဲဆိုကက်လေတကက်ရွေးပြီးတော့ကြည့်လို့ရတယ်ဒါမှမဟုတ်ကိုအဆင်ပြေမဲ့ပုံစံမျိုးနဲ့ရွေးချဲ့ရင်လည်းရပါတယ်ခေရဆိုရင်ကက်လေတကက်ရွေးလိုက်ရအောင်မဆိုကလေးတုံးကရှိရပါတော့။ The Lovers ကကကြတော့ Pine 1, 2 of Cask က Pine 2, 10 of Cask က Pine 3ပါ။ ကလေးတကရွေးပြီးပြီဆိုရင်မယ်ရီတို့ reading လေးစားလိုက်ရအောင်နော်ကေဒါလေးကတော့ the lovers ကလေးရွေးလာတယ် group one နမများတော့ပါဒီနေ့ reading မှာတော့သူကိုယ်တကယ်ချစ်ခဲ့လားဆိုတော့ဒီကလေးတွေရားဆိုလို့ရှိရင်ဒီပိုင်ဝမ်နဲ့တစ်ဖက်သူရဲ့ခြားလဲအနေကြီးပေါ့နော်ကလေးရားမယ်ရီကြည့်ရမယ်ဆိုလို့ရှိရင်ဟိုစာသားကိုတွားပြီးတော့ပြင်းပြမိရဲ့ဒီလားဘာလဲဆိုတော့ အရာအလုံးကအစားတစ်ချက်ပဲကောင်းပါတယ်ဆိုတာမျိုးပေါ့နော်။အရာအလုံးကအစားတစ်ချက်ပဲကောင်းတယ်။အဲအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာ ease of ones ကလေဟိုအစပိုင်းမှာဟောလေကိုနာပတ်သက်လို့ရှိရင်တကယ်ဟိုသူရဲ့ခံစားချက်တွေကတော့အစစ်မှန်ပေါ့နော်။တကယ်ဟိုသူဟန်ဆောင်တာတော့မဟုတ်ဘူး။ဟန်ဆောင်တာမဟုတ်ဘူး။တကယ်သူရင်ထဲမှာအခြေရှိရပေါ့နော်။ဒါပေမဲ့သူရဲ့ သူရဲ့ဒီခံစားချက်တွေပြောရမှာဒီသူ့ရဲ့ခံစားချက်ပေါ့နော် feeling တွေကလေ stable မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီ1ဆိုတဲ့ကတ်ကလေ fire energy ပေါ့နော် fire energy က consistent မဖြစ်ဘူး။ maybe ဒီလိုကလေ Venus မှာ Aries spiral လို့လည်းဖြစ်နိုင်တယ်နော်။ဘာကြောင့်လဲဆိုတော့ဒီမှာကတ်လေးတွေက1ကတ်လေးကြများရပေါ့နော်။ ဗီဒီရှင်းရှင်းတခုမှဆိုလို့ရှင်သူအားဒီကောက်ယူမိလို့ပဲဟောင်းဟောင်းတောက်ရပါတော့အစပိုင်းတစ်ချက်ကကိုယ်အရင်ရူပြမယ်ကိုလိုချင်တဲ့ဟာလေးဝယ်ပေးမယ်ကိုသွားချင်တဲ့နေရာကြီးဆိုလိုက်ပို့မယ်တဲတဲလို့ပေါ့နော်ပြောသမျှဆိုတဲ့စကားနားထောင်နေသူတော့အလိုက်တိရသူပဲပေါ့နော်တခြားအုပ်တွေမရှိတော့ဘူးပြည့်ရခဆိုလို့ရှင်ရင်ဒီမှာအိတ်တော့ကကြရအိတ်တော့ကကကြလို့ဒါ walk away ကပေါ့နော် withdraw လုပ်လိုက်တာ feeling တွေကိုပြန်ပြီး withdraw လုပ်လိုက်ရ။ तू ကအစကတည်းကလေဟို emotion တစ်ခုကိုဟို ကိုမမဖြစ်ဖို့ကိုအစကတည်းကတိတ်ပြီးရည်ရွယ်တဲ့အနေချင်းမျိုးမမြင်ရဘူးပေါ့နော်။သူ့မှာအတိတ်တွေ့သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုနိုင်သူနဲ့ကြားရတာ connection ရောပေါ့နော်။သူနေတာ boring ဖြစ်လာတယ်၊ငြင်းငွေးလာတယ်လို့ခံစားရတဲ့အခါဆိုလို့ရှိရင်လေ။သွားမှအနေချင်းမျိုးပေါ့နော်။ဒီမှာတွေ့ရတယ်။ ဟိုအရင်တော့လည်းမျိုးမဟုတ်ဘဲနဲ့သူ့အနေနဲ့အေးဆော့သွားခါဆိုကိုကကိုကစဉ်းစားမိရပေါ့နော်အော်ဒီလိုကဘာကြောက်ဒီလိုမျိုးအေးဆော့သွားလဲပေါ့နော်အရင်တော့လည်းမျိုးမဟုတ်တော့ပါလားငါဘာများမှားလို့လဲငါဘာများပြောမိလို့လဲပေါ့နော်အမှန်တော့မဟုတ်ဘူးသူ့ရဲ့ energy က stable ဖြစ်မနေတာသူကငြိမ်မနေတာကွာဟိုနောက်ပြီးလို့ရှင်သူကတခြားအဲမယ်ရီပြောတာသူရဲ့အချင်းစရိုက်တွေဘာညာပြောရအောင်မဟုတ်ဘူးပေါ့နော်ဒီ love ဒီအချင်းရင်နဲ့ပတ်သက်လို့ရှိရင်လေ impulsive ဖြစ်တယ်ဝင်လာတယ် ပြီးလို့ရှိရင်ပြန်ထွက်သွားတာပေါ့နော်ဝင်လာလည်းမြန်တယ်ပြန်ထွက်သွားလည်းမြန်တယ်အဲအဲ့လိုနံချီမျိုးတခုခုကိုကွန်မန်ရှိရှိနဲ့လေဟိုနေတဲ့တိုက်မျိုးမဟုတ်စတေဘယ်မဖြစ်ဘူးပေါ့နော်အဲအဲ့လိုမျိုးမြင်ရတယ်အဲဆိုတော့တရားတရားကြမှာ physical chemistry ပဲရှိခဲ့ဘူးမယ်ဒီလူနဲ့ကိုနိုင်ချာလဲမှာပေါ့နော်ဒါပေမဲ့ဒါတွေကအစတစ်ချက်ပဲဟိုရေရှည်မခံဘူးပေါ့နော်ဒါကကိုရဲ့အပြစ်ကြောင့်လည်းမဟုတ်ဘူးကိုရဲ့ကိုမှချုပ်ရင်ချက်ရှိနေလို့လည်းမဟုတ်ဘူးပေါ့နော်သူရဲ့ ားနေချက်လို့ပဲပြောရမှာပေါ့နော်သူရစိတ်ကိုကပြောရရင်ဟိုကနာမငိမ့်တာငိမ့်ငိမ့်မနေနိုင်နဲ့တိုက်မျိုးပေါ့နော် stable မဖြစ်ဘူး crown တက်မဖြစ်ဘူးအဲမျိုးတွေ့ရတယ်ဒါလေးက group 1လေးတွေ reading ဖြစ်ပါတယ် chaos ဆိုရင်မျိုး group 2ကိုဆက်သွားလိုက်ရအောင်နော် okay ဒါလေးကတော့ two of cast ရွေးတာတဲ့သူများတော့ပါ 2 of cast တပတ်သူရဲ့အန်ဂျီကလေပြောမှဆိုရင်အတကြီးရပေါ့နော်ပြီးတော့အောင်မြင်မှုကိုလည်းအရင်မတ်မော်တယ်သူ့ကိုယ်သူအရင်ချစ်တယ်ဟိုကို့ကိုမချစ်တာအောင်မဟုတ်ဘူးဒါပေမဲ့သူ့ကိုယ်သူချစ်တဲ့အချက်ကပို့ရပေါ့နော်ဒီဒီမှာသူ့ရဲ့အန်ဂျီမြင်ရ narcissist energy မျိုးကိုမြင်ရတယ် သူကလေအမျိုးသူအောင်မြင်မဲ့လမ်းသူအဆင်ပြေမဲ့လမ်းဟိုပေါ့နော်အဓိကဦးစားပေးပြီးရွေးချယ်တဲ့လူမျိုးပေါ့နော်ဒီ relationship မှာ emotion အရာပေါ့နော်ဟို struggle လုပ်ရတဲ့အခါမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘဝရဲ့အခြေအနေအရာပေါ့နော်သူ့မှာရုန်းကန်ရတယ်အဲ့လိုမျိုးခံစားရတဲ့အခါမျိုးပဲဖြစ်ဖြစ်သူ့ဘဝအတွက်ပို့ပြီး ီအောင်မြင်မှုရယူဆောင်လာမဲ့လမ်းတွေယူဆောင်လာမဲ့အခွင့်အရေးတွေရောက်လာတဲ့အခါကျရင်ဟိုကိုနဲ့ရှင့်ပြီးရွေးရမယ်ဆိုရင်ကို့ဘောနော်ထားခဲ့တာမျိုးပေါ့ကိုရဲ့ခန်းစားချက်တွေကိုလှိမ့်မကြည့်တာမျိုးပေါ့နော်သူ့ရဲ့လုပ်ရက်တွေကအတိတ်မှာကို့ကိုအရန်ကိုနာကျင်စေတယ်အဲ့ဒါမျိုးတွေ့ရတယ်ပေါ့နော်မာဆိုရှင် True Source ကြရတယ်ပြီးတော့ဒီမှာနောက်တစ်ခုကကြတော့ base attack ကတတဝါကကြရတယ်သူလုံးရဲ့လုံးရက်ကလေကိုတို့အရန် short ဖြစ်စေရပေါ့နော်ဒီသူကဘာကြောင့်ငါ့ပေါ်မှာဒီလိုမျိုးလုံးရက်ရရလဲပေါ့နော်သူဘာကြောင့်ဒီတွန်းကိုရွေးချယ်ခဲ့ရလဲပေါ့နော်ကိုကမထင်ခဲ့ဘူးမမျှော်လင့်ခဲ့ဘူးပေါ့နော်သူလုံးခဲ့တဲ့လုံးရက်တွေကလည်းကိုတို့အရန်ကိုနာကျင်စေရတမြင့်မြင့်နဲ့ကိုနာကျင်စေရအနက်ကြီးမျိုးပေါ့နော်ဒီမှာမြင်ရတယ်ကိုခန်းစားချက်တွေကိုတစ်ဆက်ကလေးမှလှိမ့်မကြည့်ခဲ့ဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုကိုချစ်တယ်ဒါပေမဲ့ သူကဟိုနှလုံးသားထက်အုံနောက်ကိုဦးစားပေးမဲ့လူမျိုးပေါ့နော်ဘွားကလိုချစ်ချစ်ကြပဲဖြတ်တန်းတယ်အချက်ကသူရဲ့သူ့ဘွားရဲ့ပြောရရင် first priority မဟုတ်ဘောနော်သူ့ဘွားအတွက်အောင်မြင်မှုတွေသူအဆင်ပြေမဲ့လမ်းတွေသူတက်တာမဲ့လမ်းတွေပို့ပြီးသူသူ့အခွင့်အရေးတွေများမဲ့လမ်းဘောနော် ိုရွေးချယ်ခဲ့တဲ့လူမျိုးလို့ပဲမယ်ရီမြင်တယ်ပေါ့နော်အချစ်ကောင်မရှိတော့မအောင်ရှိရဒါပေမဲ့အချစ်ကသူ့ရဲ့ first priority မဟုတ်ခဲ့တာတခုပဲပေါ့နော်အဲ့ဒါလေးကတော့ပိုင်းတူလေးတို့ reading ဖြစ်ပါတယ်ခေရဆိုရင်မယ်ရီတို့ပိုင်း tree ကိုဆက်သွားလိုက်ရအောင်နော်ဒါလေးကကြတော့ pine tree town guest ရွေးလာတဲ့သူများတို့ပါ တမတ်သူကလေကိုနန်းသူရှိခဲ့တဲ့ချိန်ကလေသူ့ဘဝမှာအပျော်ရွှင်ဆုံးချိန်အလှပဆုံးချိန်ပေါ့နော် maybe အခုချိန်ရောက်လို့သူနဲ့ကိုနန်း separation ဖြစ်နေတဲ့ချိန်တွေမှာပါပေါ့နော်ဒီကိုနန်းပတ်သက်ခဲ့တဲ့ memory တွေကိုပြန်စဉ်းစားခဲ့လို့ရှိရင်လေအဲ့တုန်းကအမှတ်တရအဲ့တုန်းကလွတ်လပ်ခြင်းတွေပျော်ရွှင်ခြင်းတွေပါပေါ့နော်သူ့ဘဝရဲ့ အကောင်ဆုံးချိန်အလှပခဲ့ဆုံးအချိန်ဖြစ်ခဲ့တယ်ဆိုပြီးတော့ပေါ့နော်ဒီမှာမြင်ရတယ်။ဘာကြောင့်လဲဆိုတော့ကိုပေးခဲ့တဲ့ချစ်ကလေသူ့ပေါ်မှာ unconditional love မျိုးပေးခဲ့တာပေါ့နော်။သူ့စီကတခုခုကိုမျှော်ကိုပြီးတော့ကိုကချစ်ပေးခဲ့တာမဟုတ်ဘူး။ကိုကသူ့ရဲ့ဒီဟို true version ကိုပေါ့နော် true self ကိုကိုကဟိုချစ်ပေးခဲ့တာပေါ့နော်။ ဘယ်လိုမျိုးလဲဆိုလို့ရှင်သူ့ရဲ့တော်လဲချက်တွေကောင်းတဲ့အချက်တွေအဲ့ဒါတွေကိုကြည့်ပြီးတော့ကိုကသူ့ကိုသဘောကျခဲ့တာမျိုးမဟုတ်ဘူးပေါ့နော်ကိုကသူ့ရဲ့ဒီ dark side တွေ shadow တွေပေါ့နော်အရာအလုံးကိုသိရအောင်ပါလေနေရဘလိုလူမျိုးပဲဖြစ်နေပါစေပေါ့နော် I will always understand you and I will always support you ပေါ့နော်ငါနဲ့ကိုအမြဲတမ်းနားလဲပေးမယ်အမြဲတမ်း support ပေးမယ်ဆိုတဲ့ feeling ကိုပေါ့နော်သူ့အနေနဲ့ခံစားရရှိရကိုနာမှာနေရခြင်းညာရင်လေအဲ့ကြောင့်သူ့ရဲ့ဒီ feeling တွေအားလည်းကိုယ့်အနာမှာရှိတဲ့အချိန်ဆိုလို့ရှိရင်လုံးဝကို the happiest time ပေါ့နော် the happiest memory ဖြစ်ခဲ့ဆိုပြီးတော့ memory မှာမြင်ရတယ်အမ်ဒါလေးကနောက်တစ်ကပ်ပေါ့နော်ကက်လီကအရန် beautiful ဖြစ်အရန်လှတယ်နော်ဒီမှာဒါလေးကအေးဆော့ကကကြောက်လေးကိုယ်နဲ့ပတ်သက်လို့ရှိရင်ခံစားချက်တွေကအစင်မှန်ရှိပါတယ်တဲ့သူကိုယ့်ပေါ်မှာတကယ်ကိုอืมတကယ်ချစ်ခဲ့ရပေါ့နော်အခု memory ပြောတဲ့ခေါင်းစဉ်အတိုင်းဆိုလို့ရှိရင်သူကကိုယ့်ပေါ်မှာ တကယ်ချစ်ခဲ့တယ်ဒီရောင်လေးသူထုတ်ပြောခဲ့ဒီဖြစ်စီထုတ်မပြခဲ့ဘူးပဲဖြစ်စီပေါ့နော်ဒါပေမဲ့သူကိုယ့်ပုံမှာထားတဲ့အချစ်တရားတကယ်ကိုစိတ်မှန်ခဲ့တယ်တကယ်လည်းရှင်နေမှာကိုရှိခဲ့တယ်ပေါ့နော်အဲ့လီကိုတွေ့ရတယ်နောက်တစ်ခုကကြတော့ page of swords သူကလေကိုနဲ့ပတ်သက်ရင်တော်တော်များများကိုစိတ်ဝင်စားရပေါ့နော်သိကျင်တယ်အဲထားလိုက်ပါအောင်နော် Mary ဟိုကောင်းလေးကကောင်းမလေးကို ပြောတဲ့နေရာနေပဲ Mary ပြောကြည့်မယ်ဥမာသူကကောင်းလေးဖြစ်ခဲ့မှဆိုလို့ရှိရင်အဲဒီကောင်းမလေးကပေါ့နော်ဟို ဘယ်လိုမျိုး तू ကစဉ်းစားတတ်တာလဲ तू ရဲ့ life ကို तू ကဘယ်လိုမျိုးဖြတ်တန်းလဲပေါ့နော် तू ရဲ့ attitude ကဘယ်လိုမျိုးရှိလဲဘယ်လိုမျိုး तू ကဘာလေးကိုကြိုက်တတ်လဲဘယ်လိုမျိုး तू မကြိုက်ရခါကြိုင်း तू ရဲ့မျက်နှာပီးပေါ့နော် तू ရဲ့ facial expression ကဘယ်လိုမျိုးဖြစ်သွားလဲဟို तू ပျော်ရခါဆိုလို့ရှိရင်ရော तू ကဘယ်လိုမျိုး express လုပ်တတ်လဲပေါ့နော် तू ရဲ့ပျော်ရွှင်မှုကိုအဲ့လိုမျိုးလေးတိတိလေးကအစအရင်စိတ်ဝင်စားကို စိတ်ဝင်စားရဆိုတာပြောရင်ချစ်လို့ကောနော်မချစ်တဲ့သူကဘယ်စိတ်ဝင်စားမလဲဟိုမချစ်တဲ့သူကအပေါ်ရန်ပါဇက်လေးရလေးပဲကွာအပေါ်ရန်ပါဇက်ကနေပဲသူကဟိုဟို view site ရဲ့ဘာညာပြောရင်ပြောမှာပေါ့နော်တကယ်ကိုကိုစိတ်မဝင်စားဘူးတကယ်ချစ်တဲ့သူကြောင့်တိတိလေးရစားစိတ်ဝင်စားပါပေါ့နော်အဲ့လိုမျိုးပဲသူရဲ့အနေကြီးကလေကိုနဲ့ပတ်သက်ရင်တကယ်တိတိလေးရစားစိတ်ဝင်စားသူကဘာလေးဆိုကြိုက်တယ်လဲဘယ်ဟာဆိုဘယ်လိုစားတယ်လဲပေါ့နော် နောက်ပြီးလို့ရှိရင်အမျိုးကိုရဲ့ဒီဟို manner တွေ behavior တွေ attitude တွေအဲ့ဒါအကုန်လုံးသူကစိတ်ဝင် ်စားရဲဟိုကုပိနာမှလည်းကဲတော့သူမဖော်ပြရင်အောင်မှာပေါ့နော်စိတ်တွေကလေတေချာ observe လုပ်နေရပေါ့နော်အနီးကစောက်ကြည့်ပြီးလေးလာနေတဲ့အနေကြီးမျိုးပေါ့နော်မယ်ရီဒီမှာမြင်ရတယ်ဒါပေမဲ့လေသူရဲ့ဟိုအချစ်ကလေလုံးဝအရင်မကျူအားဖြစ်တဲ့ပုံစံမျိုးကမတွေ့ပေါ့နော်ခြားတိတ်လေးတယောက်ရဲ့ဟိုစိတ်ဝင်စားတဲ့အနေကြီးမျိုးပေါ့နော်မယ်ရီဒီမှာမြင်ရတယ်โอเคနောက်တစ်ကက် ကိုနဲ့အတူရှိခဲ့အချိန်နေရလေတူတော့ဆိုလို့ရှိရင်တကယ်လို့ဒီပန်းဝင်လေးထဲမှာပေါ့နော်တကယ်ကိုပါပါဒရင်းလေးထဲမှာပေါ့နော်ရှင်းနေခဲ့တဲ့အချိန်လေးမျိုးပဲပေါ့နော်သူ့ဘွားရဲ့အလှပခဲ့ဆုံးအချိန်ပေါ့နော်မေမီဒီမှာခံစားရတာပေါ့နော်သူ့အနေနဲ့ညာဘက်ဒီမှာဆိုလို့ရှိရင်ကိုနဲ့ပတ်သက်တဲ့ ဟိုအကြောင်းအရာတွေပေါ့နော်အဲမျိုးအိမ်မက်မက်တာတို့အဲအိမ်မပြော့ရဲ့ညာရင်မှာကိုယ်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရတွေကိုပေါ့နော်ပြန်စဉ်းစားတာတို့ဒါမှမဟုတ်ရင်လည်းသူ့ဘဝရဲ့အခုချိန်မှာပေါ့နော်ပြောရမှဆိုရင်အရင်ဆုံးအထက်ကိုဟိုတာဝန်တွေဝတ်တရားတွေညာလာပြီပေါ့နော် responsibility တွေညာလာပြီအခုလက်ရှိရောက်ရှိနေတဲ့သူရဲ့ဘဝမှာပေါ့နော်စိတ်ပင်ပန်းနေအဲ့လိုမျိုးဟိုစိတ်ပြည့်စုံမှုညာလာတဲ့အခါကျရင်ပေါ့နော် ကိုယ်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရရပြန်စင်စားလိုက်လို့ရှိရင်လေအတူဖြတ်တန်ခဲ့တဲ့အချိန်လေးအဲ့ဒီကောင်ကခံစားချက်တွေရလေလုံးဝသူ့ဘဝအတွက်စိတ်ချမ်းသာရဆုံးအချိန်လေးပေါ့နော်သူ့ဘဝမှာပြန်လို့ပြန်အလိုချင်ဆုံးအချိန်လေးပေါ့နော်အဲ့လိုမျိုး Mary ဒီမှာတွေ့ရရပေါ့နော်နောက်ပြီးလို့ရှိရင်ဒါတကယ်ကို happiness ကိုဖော်ပြရလေဒီနှစ်ကပ်ပေါင်းလိုက်လို့ရှိရင်တော့တကယ်ကို the most beautiful combination ပဲအရင် beautiful ဖြစ်တဲ့ energy မျိုး Mary မြင်ရပေါ့နော် အဲ့မျိုးကိုနန်အတူရှိခဲ့တဲ့ချိန်တွေကတကယ်လို့ပန်းဝင်လေးတစ်ခုလိုမျိုးဒါမှမဟုတ်ဟိုစိတ်ကူရင်အိမ်မက်လေးတစ်ခုလိုမျိုးပေါ့နော်သူတို့လိုမြောက်ရနေမြေတစ်ခုလိုမျိုးခံစားရရပေါ့နော်အတူအရန်စိတ်ပြန်မှန်တဲ့ချိန်ဆိုလို့ရှိရင်ကိုနန်ပတ်သက်ခဲ့တဲ့အမှတ်တရတွေကိုလေမကြခဏပြန်တွေးတာလို့အဲ့ဒီ memory တွေအကုန်လုံးပြန်ပြီး play back လုပ်ရပေါ့နော်သူရဲ့ imagination တွေမှာလေအဲ့ဒါမျိုးကို memory ဒီမှာတွေ့ရတယ်ပြီးတော့ base of that ကလေဒီမှာ true ones ကြားတယ် သူကလေကိုနဲ့သူရှိခဲ့တဲ့ချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်အခုချိန်မှာပဲဖြစ်ဖြစ်ကိုနဲ့ဒီဘွားမှာပေါ့နော်နောက်တစ်ခေါက်ပြန်ပြီးစုံရဖို့ကိုသူ့အနေနဲ့ wish လုပ်နေတာမျိုးနောက်တစ်ခေါက်တော့ပြန်စုံချင်တယ်ပေါ့နော်တစ်ခါလောက်ပဲဖြစ်ဖြစ်ကွာသူ့မှာပြောချင်တဲ့စကားရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ ဟိုကိုနပတ်သက်ပြီးတည်ကျင်တဲ့အကြောင်းရရဒါမှမဟုတ်ရင်လည်းဟိုတည်ကြလေးနှုတ်ဆက်ခဲ့ကျင်တယ်ပေါ့နော်အဲ့ဒီ energy မျိုးတွေ့ရတယ်ဒါပေမဲ့သူကဒီအရာရောပြမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဒါကလေ3 of 1က base order ကြရနေဆိုတော့ဒါရင်ထဲမှာ key ပေါ့နော်ရင်ထဲမှာပဲတိန်းထားရဲဆိုတဲ့ energy မျိုးဟိုအပြင်ကနေရောလေဟိုနောက်တစ်ခါတွေ့ရအောင်စုံရအောင်ဆိုပြီးတော့လက်ပြောရမျိုးရောဟုတ်ချင်မှာဟုတ်မှာပေါ့နော်ဒါပေမဲ့သူရဲ့ရင်ထဲမှာဒီခံစားချက်တွေကရှိတယ်ပေါ့နော်ကိုနဲ့ နောက်ကိုရဒီဘွားတဲ့ဒီဘွားမှာပေါ့နော်ကိုနဲ့နောက်တစ်ခါလောက်ပြန်ပြီးရောစုံကျင်တယ်ဟိုနောက်တစ်ခါလောက်ပြန်ပြီးတွေ့ကျင်တယ်ဆိုတော့သူရဲ့စိတ်ခံစားချက်ပေါ့နော်ဒီမှာမြင်ရတယ်ဒါလေးရလေอืมတကယ်လို့ the most beautiful cup ပဲเนาะအရင်လှတယ်အဲ Maria ရဲ့ဒီ reading လေးပေါ့เนาะအမြဲ let reading ကို YouTube မှာအတိတ်မြင်တိတ်မြင်ရမှာဖြစ်လို့အဲ like and subscribe လောက်ရပေးဖို့ကိုလည်းအားလုံး request လုပ်ပါတယ်เนาะ ချစ်ကြတဲ့သူတိုင်းအားလုံးလည်းပေါ့နော်ကိုပေါ့မှာတကယ်ဟိုပေါ့နော်ခံစားချက်စစ်မှန်ပြီးတော့စိတ်ချမ်းသာစရာကောင်းတဲ့ relationship မျိုးပိုင်ဆိုင်ကြပါစေလို့ Mary ဒီကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကိုလည်းကျေးဇူးများရင်တင်ရှိပါတယ် bye bye